ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းမိထီလာမြို့နယ်မှာစိုင်းကယ်ကယ်ရီသမားမောင်ချစ်ဝင်းကိုစစ်တပ်ကဖမ်းဆီးသွားပြီးတော့သိန်း90နဲ့ရွေးယူရန်မိဘများကိုအကြောင်းကြားပြီးတဲ့နောက်စစ်တပ်ကမောင်ချစ်ဝင်းရဲ့အလောင်းကိုသာမိသားစုထံကိုပြန်ပေးလိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မေလ17ရက်နေ့ကစုံလာပြည်နယ်မိထီလာမြို့နယ် အန်ထူးကြီးပါကဆိုင်ကယ်ကယ်ရီသမားအသက်23နှစ်အရွယ်မောင်ချစ်ဝင်းကိုရွှေမြင်တင်ဖျားရှိမှာစစ်တပ်ကဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မေလ17ရက်နေ့ညပိုင်းမှာမောင်ချစ်ဝင်းကို390နဲ့လာရွေးရန်မိဘများကိုအကြောင်းကြားလာတယ်လို့ပြောပါတယ်မိဘများကလည်းမေလ17ရက်နေ့မနက်ပိုင်းမှာတွားရောက်ရွေးယူရန်တပ်ဆိုင်ရာကြေးရွာအုပ်ချုပ်ရင်းမှု ဝင်းမြင့်ကြောထန်းကိုအခုညီတောင်းခံခဲ့တယ်လို့ပြောပါတယ်။မေလ12ရက်နေ့မနေ့တနေ့အချိန်မှာမောင်ချင်းဝင်းရဲ့မိဘများထံကိုစစ်တပ်ကဖုံးဆက်လာပြီးတော့ဖမ်းဆီးထားတဲ့တားပြက်သူမောင်ချင်းဝင်းဟာတေဆုံးသွားပြီဖြစ်တဲ့အတွက်အလောင်းကိုလာယူရန်အတိပေးအကြောင်းကြားလာတယ်လို့သိရပါတယ်။မေလ14ရက်နေ့မှာတကြိုလိုက်ပါတယ်။မောင်ချင်းဝင်းကိုဖမ်းဆီးနှိပ်စက်ပြီးတော့တပ်ပစ်လိုက်တာပါ။ပထမ390နဲ့ရွေးခိုင်းလို့မနေ့ပိုင်းမှာတွားရွေးဖို့လုပ်နေတော့မှစစ်တပ်ကအလောင်းလာယူခိုင်းတာ ုံးဆက်တဲ့အတန်ဖိုင်ကို အမတ်၁ရဲစခန်းကတပ်တွေဖြစ်နေတည်ယူသွားပါတယ်လို့တေဆုံးသူရဲ့မိတ်ဆွေကရှင်းပြထားပါတယ်တေဆုံးသွားတယ်စိုင်ကယ်ကယ်ရီတမမောင်ချစ်ဝင်းကိုစစ်တပ်ကဖမ်းဆီးတဲ့အကြောင်းရင်းကို မသိရှိရသေးပဲအဓိကဖမ်းဆီးငွင့်ညစ်တဲ့သဘောဖြစ်တယ်လို့တေဆုံးသူရဲ့မိတ်ဆွေကရှင်းပြထားပါတယ် မန္တလေးတိုင်းမိဒီလာမြို့နယ်မှာစစ်တပ်ပြည်သူစစ်နဲ့ပြူစောထီများကပြည်သူများကိုစစ်စေးရိတ်ဂိတ်များမှာငွေတောင်းခံခြင်းနှိပ်စက်ခြင်းအကြောင်းမရှိအကြောင်းရှာပြီးတော့ဖမ်းဆီးပြီးပတ်စံနဲ့ရွေးယူခိုင်းခြင်းများကိုတောက်လျှောက်ဆိုးတလို့ကျူးလွန်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ